ဟယ်လိုမင်လာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမှာတော့ကျွန်တော်သင်တန်းသားတယောက်ရဲ့ page မှာရထားတဲ့ဝေငွေနဲ့ပတ်သက်ပြီးကျွန်တော်ပြပေးမယ်ဖြစ်ပါတယ်ဒေယုစာရီအားလုံးက pet ပြထားခဲ့ဒေယုစာဘယ်ချင်က pet ပြတယ်ဆိုကျွန်တော်အချက်ပြပေးဒီမှာဆိုရင်ဒီဇင်ဘာ9ရက်2025ဒီနေ့ကဒီဇင်ဘာ10ရက်ပေါ့နော်ဒီပြီးခဲ့တဲ့3ရက်လောက်တုန်းကသူ့ရဲ့ band ထဲမှာ release ဖြစ်ပြီးလာတယ်490 459ဒေါ်လာပေါ့နော်ပြီးလို့ရှိရင်ဒီတစ်ခုတစ်ချက်တော့ကြည့်မယ်ဒီတစ်ခု130ဒေါ်လာလဲဒီဥစားလဲဒီစင်မန်9ရဲ့နေတော့ပက်ပြပါခရဲကျွန်တော်တို့ bank account တွေကို facebook နဲ့ release လုပ်ပေးလိုက်ပါပြီထည့်ပေးလိုက်ပါပြီခင်ဗျာနော်အလုံး total ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒေါ်လာက459 130ဆိုတော့900 600နီးနီးတော့ဝယ်သွားခဲ့ပါပြီခင်ဗျာเนาะ600နီးနီးဆိုရင်မစိုးပါဘူးဒီ page ကဘယ်လို content မျိုးတင်ပြီးရလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီ page မှာဆိုရင်တင်တဲ့ content တွေအားလုံးက copy content copy တပ်ပုံတွေ copy စာသားတွေပဲတင်ပြီးမှရတဲ့ဝင်ငွေဖြစ်ပါတယ်ဒီလိုမျိုးတပ်ပုံလုပ်ဖို့ဆိုရင် second ပိုင်းအတွင်းမှာရတယ်ပြီးလို့ရှိရင်စာသားတွေကိုလည်းပြန် edit လုပ်ပြီးတင်တာဆိုရင် second ပိုင်းအတွင်းနဲ့ရတဲ့အတွက်ကြောင့်မအရန်ကိုမြန်ဆန်ပါတယ်သူများ page မှာတင်တဲ့စာသားတွေကိုအလွယ်တကူ copy ကူပြီးအနေချင်း edit လုပ်ပြီး page မှာတင်မယ်ပြီးလို့ရှိရင်တပ်ပုံလည်းသူများ page မှာတင်တဲ့တပ်ပုံသူများ whatsapp မှာတင်တဲ့တပ်ပုံကိုအလွယ်တကူ download ဆွဲပြီးမှ အနေချင်းပြန် edit လုပ်ပြီးမှ page မှာတင်ပြီးသွားမယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်ဒီမှာဆိုရင်ဒေါ်လာ330 459ဒီမှာဆိုရင်989ပေါ့နော်ဒီမှာ charge မှာ53 356 65အားလုံးဒီမှာ pad ပြတော့ပေါ့နော်အားလုံးအဆင်ပြေတယ်တချို့ကျတော့ပြောတယ်အခုလိုမျိုး copy content တင်ပြီးမှတကယ်ရောဝင်ငွေရလားဆိုပြီးကျွန်တော်ခဏခဏလာပြောကြတဲ့အတွက်ကြောင့်ဒီမှာ live group အနေနဲ့ကျွန်တော်ပြပေးတယ် တကယ်မဟုတ်တကယ်ကိုဝင်ွေရပါတယ်ဝင်ွေရနေလို့လဲကျွန်တော်တင်တဲ့အထက်မှာကျွန်တော်လှုပ်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တင်တဲ့ဓာတ်တွေဆိုတော်တော်များများဝင်ွေရကြတယ်အရင်တုန်းကစသူတို့တွေကကျွန်တော်တင်တဲ့ကိုမကြွန့်ခင်သူတို့တွေကမတိနားမလဲပဲသူများ content ယူသွင်းတဲ့ခါမှာ reuse content ဘာညာလာပြီးမှ page တွေ suspend ဖြစ်သွားခဲ့တယ်အကောင့်တွေ suspend ဖြစ်သွားခဲ့တယ်ဘာရှင်းအပိုင်းတွေ register ဖြစ်သွားခဲ့တယ် page profile အနီရောအဝါရောင် reuse content လာပြီး error မျိုးစုံကြုံတွေ့ရတော့ပေါ့နော်ကျွန်တော်တင်တဲ့ join ပြီးနောက်ပိုင်းမှာကျွန်တော်ပြောပြတဲ့အတိုင်း live နေပြီးတင်တဲ့ခါမှာဆိုချော့ချော့ချူချူပဲအခုစေဝင်ငွေလေးတွေရနေကြပါတယ်မြန်မာနိုင်ငံမှာနေပြီးမှဝင်ငွေရတဲ့ဥစ္စာဖြစ်ပါလိမ့်ခင်ဗျာနော်မြန်မာနိုင်ငံမှာနေပြီးမှကိုယ့်ရဲ့ page ကိုယ့်ရဲ့ account ကို permission location ကိုထိုင်းနိုင်ငံပြောင်းပြီးမှ ဒီ content မှာ just set up ပါညာလုပ်ပြီးမှဝင်ငွေရတဲ့ဥစ္စာလေးတွေဖြစ်တယ်ကျွန်တော်ရဲ့တင်တဲ့အထက်မှာဆိုရင်အားလုံးအသေးစိတ်ကျွန်တော်ပြပေးထားတယ်ကျွန်တော်တင်တဲ့ joining လုပ်ချင်တဲ့ဆိုရင်တော့ကျွန်တော်တင်တဲ့ကြီးက lifetime အတွက်ကိုမှ9000ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာနော်တက်တက်လုံးစားအတွက်ဖြစ်တယ်အဲထက်မှာဆိုရင်ကျွန်တော်ဒီ Facebook ကနေဝင်ငွေရှာဖွေရှာနဲ့ပတ်သက်ပြီးအားလုံးအသေးစိတ်ကျွန်တော်ပြောပြရှင်းပြပေးထားတဲ့အကယ်လို့တပ်ပုံသမားလေးဆိုရင်တပ်ပုံတွေကို copyright looking ရဘလို့ edit ရမယ်စာသားတွေကိုဘလို့ဘလို့ edit လုပ်ပြီး page မှာတင်ပြီးဝင်ငွေရှာသွားရမယ်ဆိုပြီး AI နဲ့ဇာတိအစအစုံကျွန်တော်ပြပေးထားတယ်။နောက်တစ်ခုက video သမားလေးဆိုရင် video တွေကို copyright video တွေကို copyright looking ရဘလို့ editing လုပ်ပြီးမှတင်သွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပေးထားတယ်။ပင်နာကတော့ပြီး video download ဆွေးရမယ်။ ဘယ် application နဲ့ edit လုပ်ပြီးမှ export တင်ပြီးမှ content moderation နဲ့ဝင်ငွေရအောင်ဘယ်လိုမျိုးတင်သွားရမလဲ content moderation ရဲ့ policy နဲ့ကန့်ညီအောင် post ဘယ်လိုတင်သွားရမလဲ tamil ပုံဘယ်လိုလုပ်ဆောင်သွားရမလဲ video တင်တဲ့ခါမှာ description title လို့ဘယ်လိုရေးသွားရမလဲဆိုပြီးမှအားလုံးအသေးစိတ်ပြောပြရှင်းပြပေးထားပါတယ်ကျွန်တော်တင်တဲ့ပြပါဆိုရင်ကျွန်တော်တင်တဲ့ကျွန်တော်အချက်ပြပေးမှာပေါ့နော်ကျွန်တော်တင်တဲ့ဆိုဒီမှာပေါ့နော် အခုဆိုရင်တရားနဲ့၄ရောက်ရှိပါပြီတင်းနဲ့ joining လောက်တဲ့ဥစ္စာပါနော်ဒီတင်းနဲ့ joining လောက်တဲ့ဥစ္စာတွေ99%ကဝင်ငွေချရလို့ရပါပြီခင်ဗျာနော်တချို့ကြောက်လည်းဒီဈေးရောင်းတဲ့လူတွေဘာညာတင်းနဲ့တက်တဲ့ဥစ္စာရှိရကျွန်တော်တင်းနဲ့ထဲမှာဒီမှာကိုပိုင်ဗီဒီယိုလောက်စားမလို့ပဲသူများဗီဒီယိုယူပြီး corporate looking အောင် edit လုပ်ပြီး facebook နဲ့ဝင်ငွေချနေ youtube နဲ့ဝင်ငွေချနေ page နဲ့ဝင်ငွေချနေအစအဆုံးဒီဗီဒီယိုမှာကျွန်တော်ပြောပြရှင်းပြပေးထားပါတယ်နောက်တစ်ခုကျွန်တော်ဒီမှာတစ်ချက်သွားမယ်ဆိုလေဒီမှာဆိုရင် corporate video ကို phone နဲ့ corporate looking အောင် edit လုပ်ပြီး online နဲ့ဝင်ငွေရှန်နီကိုပဲဗီဒီယိုလို့ဆရာမလို့ပဲ Facebook ကနဲ့ဝင်ငွေရှန်နီဆိုပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပေးနေမှာဆိုရင်10မိနစ်ရှိရပါတော့ဖုန်းတစ်လုံးရှိရုံနဲ့ကျွန်တော်ဝင်ငွေရှာလို့ရပါတယ်နောက်တစ်ခုတစ်ချက်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်တော့ကိုပဲဗီဒီယိုမလို့ပဲ copyright ဗီဒီယိုတွေ copyright looking on edit လုပ်ပြီး Facebook and Fish ကနဲ့ဝင်ငွေရှာနေပါတော့ဒီဥစ္စာကြတော့ laptop PC တမိုင်းအတွက်ကျွန်တော်ပြပေးထားတယ်ဖုန်းနဲ့လည်းလုပ်ပြပေးထားလို့ကျွန်တော်ဒီ laptop PC နဲ့လည်းလုပ်ပြပေးထားတယ် အခြားသောကျွန်တော် page မှာ error တက်တဲ့ဘာညာဆိုရင်လည်းဒီ edit manager မှာပေးမဲ့ဘာညာ error တက်တဲ့အခြားအခြားသော issue တွေဖြစ်တဲ့ဘာညာဆိုရင်အားလုံးကျွန်တော်တင်တဲ့ထက်မှာပြပေးထားပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင် monitoring အပိုင်းက content margin setup မပေါ်သေးဘူးဆိုရင် content margin setup ပေါ်အောင်ဘယ်လိုမျိုး fountain ရမလဲ content margin setup ပေါ်လာခဲ့ပြီဆိုရင် ကျွန်တော်တို့ bank detail လို့ဘယ်လို setup လုပ်ပြီးတော့ရမလဲ tax info တွေကိုဘယ်လိုဖြည့်ပြီးတော့ရမလဲဆိုမှဒီတင်တဲ့ထက်မှာ A to Z အားလုံးအားလုံးပါပါတယ် အကယ်လို့ကျွန်တော်ဘုစ်အပိုင်နဲ့ပတ်သက်ပြီးသင်တဲ့တမန်ဆိုရင်ဘုစ်အပိုင်နဲ့ပတ်သက်ပြီးမှဆိုရင်မှသင်တဲ့44 45ဘုတ်သင်ထားပြရတယ်ဒီ live stream လို့ရင်းနဲ့ဘုစ်ဘလို့လောက်သွားရမယ်ဘုစ်အပိုင်မှာအဲ့ဒါတိတ်ဘလို့ဖြည့်ရှင်းရမဆိုမှလည်းအားလုံးအားလုံးပါပါတယ်ခင်ဗျာနော်ဒါကြတော့ live group အနေနဲ့ကျွန်တော်ပြပေးတဲ့ဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာဆိုရင်330 459ဘောနော်တခုတည်းမဟုတ်ပါဘူးဒီမှာဆိုရင်တစ်ခါတည်းမှာ31 31မှာတစ်ခါတည်း release လုပ်ပြလိုက်တဲ့ဥစ္စာဖြစ်ပါတယ်ခင်ဗျာနော် အားလုံးပဲကျေးဇူးတင်ပါတယ်တချို့ကြတော့ doubt လေးတွေဖြစ်နေပါတော့အကူကဗီဒီယိုနဲ့လုတ်ပြတာဖြစ်တယ်ကျွန်တော်တို့ second shot ပဲပြတယ် live group ပေါ်ဟုတ်ကြလားဆိုပြီးကျွန်တော်လာပြောတဲ့လူတွေအတွက်ဒါတွေဆိုရင်အားလုံးကဗီဒီယိုဖြစ်ပါတယ်ခင်ဗျာနော်ဘာတစ်ခုမှ edit လည်းမလုပ်ထားပါဘူးခင်ဗျာနော်အဲကျွန်တော်တင်တဲ့ joining လုပ်မယ်ဆိုရင်တော့အပေါ်က Viber နဲ့ Telegram နဲ့တစ်ဆင့် contact လုပ်ပြီးမှတင်တဲ့ joining လုပ်ဖို့နိုင်တယ်တင်တဲ့ထက်မှတင်တဲ့တက်ပြီးမှတင်တဲ့ထက်ကိုစတီကြည့်ပြီးမှမတိနားနဲ့ရှင်းနေအချိန်မီကျွန်တော်ရှိကိုပြန်မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်